ီလင်းပုံကျဲခံရပြီးအရက်သား၄ယောက်သေဆုံးက28ယောက်ဒဏ်ရာရတဲ့တဲ့။ KNU နယ်မြေမှာလေကြောင်းနဲ့လက်နက်ကြီးကြောင့်၂ယောက်သေဆုံးတဲ့အကြောင်းဝလနဲ့မင်းကွန်ဒေတာကတာသနိကအဆောင်အုံနေဘုံကျဲခံရတဲ့တဲ့မြမအမျိုးသမီးအခွင့်အရေးတိုက်ခိုက်ခံရကြောင်းဥကြုံမှုထုံပြောကြားတဲ့အကြောင်းအရာတွေအပါအဝင်ဒီနေ့နေ့လည်ခင်းအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ပြသွားမှာပါ မကွေးတိုင်းထီလင်းမြို့နယ်ကအလဲပန်းရွာကိုမတ်လ20ရက်နေ့မနေ့ကမနက်2နာရီခန့်မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံချဲခဲ့တာကြောင့်အရက်သား၄ယောက်တေဆုံးပြီး28ယောက်ဒဏ်ရာရခဲ့တယ်လို့ထီလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။တပ်ကြီးပိုင်းမြို့သားတယောက်အမျိုးသမီးတယောက်နဲ့ကျောင်းသူ၂ယောက်တို့တေဆုံးခဲ့ပြီးဒဏ်ရာရသူတွေက6ယောက်ကအသက်အန္တရာယ်ဆိုရင်ရတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကလူတွေအချိန်မှာဘုံကျဲခဲ့တာလို့ဒေသခံတယောက်က RFA ကိုပြောပါရတယ်။ ီတိုက်ခိုက်မှုကြောင့်နေအိမ်လေးလုံးမိလောင်ပြကြခဲ့ပြီး90ကျော်ပျက်စီးသွားတယ်လို့ဆိုပါတယ်ရှင်။ကရင်မျိုးသား CEO KNU ထိန်းချုပ်ထားတဲ့ကော့ကရိတ်မြို့နယ်က W ခုတ်ခီကြေးရွာကိုမတ်လ19ရက်နေ့မနက်7:00နာရီဝန်းကျင်မှာရုရှားနိုင်ငံထုတ် YAK 130အမျိုးအစားဂျက်တိုက်လေယာဉ်နဲ့ပုံကျဲခဲ့လို့အမျိုးသားနှစ်ယောက်သေဆုံးခဲ့တယ်လို့ KNU ကဒီနေ့ထုတ်ပြန်ပါတယ် ဘကိုးတိုင်းရွှေကျင်မြို့နယ်တတူကုန်းရွာနယ်ကြောက်ကြီးမြို့နယ်ပိုးတရွာတွေကိုလည်းမတ်လ15ရက်နေ့နဲ့18ရက်နေ့တွေပါဘုံကျဲတာအပြင်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့၃ရောက်တန်းရရခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာစစ်ရေးပြင်းမမဟုတ်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတယ်လို့ KNU ကပြောပါတယ်ဒါနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကို RFA ကဒီနေ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူးရှင့် စကိုင်းတိုင်းဝက်လက်နဲ့စကိုင်းမြို့နယ်မင်းကွန်းဒေသကတာသနိကအဆောက်အုံတွေကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ဒေသခံတွေက RFA ကိုပြောပါရယ်။မတ်လ20ရက်မနက်ပိုင်းကဝက်လက်မြို့နယ်စင့်ကိုင်းမြောက်ရွာကိုစစ်ကောင်စီတပ်ကဘုံကျဲခဲ့တာကြောင့်ဘုံကြီးကျောင်းအဆောက်အုံတစ်ခုထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံတယောက်ကပြောပါရယ်။စင်ကိုင်မြောက်ရွာမှာမတ်လ16ရက်နေ့ကစစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်လသားကလေးတယောက်အပါအဝင်၄ယောက်သေဆုံးသွားပါတယ် အလားတူပဲမတ်လ19ရက်ညကစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်တာကြောင့်စကိုင်းမြို့မင်းကုန်းပထိုးတော်ကြီးအနီးကဖုန်ကြီးကြောင်ထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်တိုက်ပွဲဖြစ်တာမရှိပဲစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ရှင်။ ကယားကင်းနီပြည်လွိုက်ကော်စီဆိုင်လန်းတလျှောက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေလို့ဒီလန်းကိုမတ်လ20ရက်နေ့မနေ့ကစပြီးတွာလာခွင့်ကန့်တလိုက်တယ်လို့ကင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘူဟာအမှတ်2ကထုတ်ပြန်ပါတယ်။ မော်တော်ယာဉ်တွေနဲ့ခီးသွားတာကိုကတ်တက်လိုက်ပြီးနေမြေလုံးချုံရေးအခြေအနေအရပြန်လည်သွားလာနိုင်တဲ့ရက်ကိုလည်းအသိပေးမယ်လို့ဆိုပါတယ်။အမည်မဖော်လိုတဲ့ Light Commune ကစစ်ဘေးဒုက္ခသည်တယောက်ကနှစ်ဖက်စီရင်တင်းမာနေပြီးတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ RFA ကပြောပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့ကြားပြည်နယ်ပြောခွင့်ရသူပြည်နယ်စစ်ကောင်စီလက်ထောက်ညွှန်ကြားရေးမှူးဦးစာနီမောင်ကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ပါဘူးရှင်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်အမျိုးသမီးတွေရဲ့အခွင့်အရေးနေ့စဉ်တိုက်ခိုက်ခံနေရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်အမေရိကန်နိုင်ငံနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာမတ်လ၁၀ရက်နေ့ကနေ၂၁ရက်နေ့အထိကျင်းပတဲ့69ချိန်မြောက်အမျိုးသမီးရေးရာကော်မရှင်ဆိုင်ရာအစည်းအဝေးမှာပြောကြားခဲ့တာပါ ညမအမျိုးသမီးမင်းကလေးငယ်နဲ့ကလေးတငယ်တွေဟာစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုခါစီခံရပြီးစစ်တပ်ကအရမပြုတ်ချင်တာကိုလက်နက်သဖွဲ့အသုံးချနေတယ်လို့ဆိုပါတယ်စစ်တပ်ထိန်းချုပ်နေမိတွေမှာအွန်လိုင်းလိမ်လည်မှုနဲ့အတင်းအကျပ်တက်သားစုဆောင်းမှုတွေကြောင့်အမျိုးသမီးနဲ့မင်းကလေးငယ်တွေအတွက်လူကုန်ကူးမှုနဲ့တခြားချိန်ချောက်မှုအန္တရာယ်တွေမြင့်မားနေတယ်လို့လည်းဦးကျော်မိုးထွန်းကပြောပါတယ်ရှင် စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့တချို့ဟာဥပဒေအတိုင်းမလုပ်ဘဲငွေကြေးမတမာမှုတွေရှိနေတဲ့အတွက်စုဆောင်းခံရတဲ့စစ်မှုထမ်းတပ်သားတွေအခက်အခဲအကျက်အတဲကြုံနေရတယ်လို့စစ်ကောင်စီဒုဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါရယ်ဒီအဖွဲ့ရဲ့ငွေကြေးမတမာမှုပြဿနာတွေကိုလည်းနေ့စဉ်နဲ့အမျှဖြေရှင်းနေရတယ်လို့ဆိုပါရယ်ရှမ်းပြည်နယ်ကလောမျိုးကတက်မိသားစုဝင်နေနဲ့မတ်လ20ရက်နေ့ကတွေ့ဆုံချိန်မှာပြောခဲ့တာပါ ဒီစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ရဲ့မမမကန်လောက်ရက်တွေကိုလည်းအချိန်နဲ့တပြေးညီတင်ပြကြဖို့သူကသတိပေးပါတယ်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်လက်ရှိအချိန်ထိစစ်မှုထမ်းတင်တန်း7ချိန်ခေါ်ယူထားပြီးဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီးပြည်ထောင်ချခံရတဲ့မြန်မာနိုင်ငံသား250ကိုမတ်လ19ရက်နေ့ကနေရက်ပြန်ပို့လိုက်တယ်လို့ရှင်းအောင်လူဝင်မှုကြီးကြပ်ရေးယုံကထုတ်ပြန်ပါတယ်။ ပြန်ပို့ခံရတဲ့သူတွေတဲ့အမျိုးသား216ယောက်နဲ့အမျိုးသမီး34ယောက်ပါဝင်တယ်လို့ဆိုပါတယ်။သူတို့ကိုရနောင်းမျိုးကနေရေချောင်းနဲ့တနင်္သာရီတိုင်းကော့တောင်းကိုပို့ဆောင်ခဲ့တာပါ။ပြန်ပို့ခံရသူတွေကိုစစ်ကောင်စီတပ်ကနေရက်တွေကိုပြန်ခွင့်မပေးဘဲစစ်မှုထမ်းစုဆောင်းနေတယ်လို့ကိုရိတ်ကြုံခဲ့တဲ့ကိုစန်းတင်က RFA ကိုပြောပါရတယ်။ RFA ကပြည့်စုံထားတဲ့စည်ရင်းတွေအရစစ်မှုထံဥပဒေထုတ်ပြန်ပြီးတဲ့နောက်ထိုင်းနိုင်ငံရနောင်မျိုးကတဆင့်မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရသူ1035ယောက်ထံမင်းရှိခဲ့ပါရဲ့ရှင်။နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့အကိုဖြစ်သူဦးအောင်ဆန်းဦးရဲ့အမွေဆိုင်ရန်ကုန်မြို့အင်းအားကံဘေးကချမ်းအမှတ်54နဲ့နေအိမ်ကိုဈေးလျှော့ပြီး၄ချိန်မြောက်လေးလံတင်မဲ့အပေါ်နှစ်ဖက်ရှိနေတွေကကမာရုတ်ခရိုင်တရားရုံးမှာမနေ့ကရှောက်လဲချက်ပေးခဲ့ပါရတယ်။ ဦးအောင်ဆန်းဦးကဒီအိမ်နဲ့ခြံကိုကျပ်290ဘီလီယံနဲ့ဈေးလျှော့ပြီးထပ်မံလေးလံတင်ဖို့ရှောက်ထားခဲ့တာပါ။ဒေါန်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲကတော့ဒီကိစ္စကိုကန့်ကွက်ကြောင်းရှောက်ထားခဲ့ပါတယ်။ဒီရှောက်ထားချက်တွေကိုလာမယ့်ရုံချင်း match လ25ရက်နေ့မှာအမိန့်ချမှတ်သွားမှာပါ။ဒီအိမ်နဲ့ခြံကိုကျပ်ငွေ315ဘီလီယံနဲ့ပထမအကြိမ်300ဘီလီယံနဲ့ဒုတိယအကြိမ်269ဘီလီယံနဲ့တတိယအကြိမ်လေးလံတင်ရောက်ချခဲ့ပေမဲ့ဝယ်ယူတဲ့သူမရှိခဲ့ပါဘူးရှင်။ ဒီနေ့နေ့လည်ခင်းအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ပြခဲ့တာပါလွတ်လပ်တဲ့အာရှတန် RFA အတွက်နှစ်စဉ်ထုတ်ပေးနေကြရန်ပုံငွေတွေကို2025ခုနှစ်မတ်လ15ရက်နေ့ကစပြီး American အစိုးရကဖျက်တောက်လိုက်တဲ့အတွက်အခုအချိန်မှာဝန်ထမ်းအနည်းငယ်နဲ့သာလေပတ်နေပါတယ်နေ့စဉ်နောက်ဆုံးရသတင်းတွေကိုတော့ RFA Bombies ရဲ့တရားဝင် website နဲ့လူမှုကွန်ရက်တွေကနေအကန့်အသတ်နဲ့သာတင်ပြနိုင်တော့မယ့်အကြောင်းလေးအသိပေးအပ်ပါတယ် RFA ကိုအစဉ်တစိုက်အားပေးလာတဲ့သူတွေအားလုံးကိုလည်းအဖွဲ့သူအဖွဲ့သားတွေကကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေရှင်။ကျမထထအင်္ဂရာအောင်ပါ။